အမှုပညာကိုချစ်တဲ့စိတ်နဲ့လှုပ်ကြတာချစ်တဲ့စိတ်နဲ့လှုပ်တယ်ချစ်တဲ့စိတ်နဲ့လှုပ်တဲ့အတွက်ကြောင့်မို့စီးပွားရေးဆိုတဲ့အမြင်ကိုမြင်တဲ့သူကရှားတယ်ပညာမှာအာလှုပ်တဲ့အခါမှာလည်းအဲ့လိုပဲစီးပွားရေးတစ်ခုတစ်ပွဲ professional ပြောင်းပြီးတော့လုပ်နိုင်တဲ့သူတွေကအောင်မြင်ကြရတယ်ပေါ့နော်အမှုပညာကျန်ပါလားအာပတ်စံကျန်ပါလားအမှုပညာရောပတ်စံရောကျန်ရင်ပိုမကောင်းလား အနုပညာရောပတ်စံရောကြည့်အောင်ဘယ်လိုလုပ်မလဲအဲဒါတွေကိုကစဉ်းစားရတော့မှာပေါ့နော်ကျွန်တော်အခုအာစီးပွားရေးတစ်ခုလုပ်ဖို့ပြင်ဆင်နေပါတယ်အဲတစ်ခုနှစ်ခုပေါ့နော်အာတစ်ခုနှစ်ခုလုပ်ဖို့ပြင်ဆင်နေတယ်ကိုစုံနဲ့ဒါဖြိုးရဲ့အဲ coffee culture နဲ့ဒီဟွာပေါ့နော်အာကားကြီးစေးတဲ့အဲအားလေးဟိုဆိုင်ဖွင့်မွဲပေါ့နော်အဲအားလေးကိုလာရောက်ပြီးတော့ဒါကွန်ပျူတာပါဟုတ်ကျွန်တော်မှလည်းရှိရယ် coffee sign ဆိုတဲ့ dream လေးပေါ့နော်အာလို့ agent လေးနဲ့ကျွန်တော်ကကြတော့ အာဟိုတစ်ပင်လေးတွေကိုနေချောက်ချစ်တဲ့သူဆိုတဲ့ခါကျတော့ကျွန်တော်တကယ်လို့များအာဖွင့်ခဲ့ရင်တော့ကျွန်တော်ကအဲ့လိုမျိုးတစ်ပင်လေးတွေနဲ့အဲ့လိုမျိုးစိုင်လေးဖွင့်ပြမယ်ထင်တယ်ဒါပေမဲ့ဒီကိုဆိုလို့ဖွင့်ထားတဲ့ idea လေးလည်းအရန်မိုက်တယ်အာ fresh ဖြစ်သွားတယ်ပြီးတော့ဒီဒီကားလမ်းမရဲ့ဘောကားတွေသွားလာနေအောင်မြင်ရတဲ့ feeling ကလည်းအရန်မိုက်တယ်ဟုတ်ကျွန်တော်အခုအာစီးပွားရေးတစ်ခုလုပ်ဖို့ပြင်ဆင်နေပါတယ်အဲတစ်ခုနှစ်ခုပေါ့နော်အာတစ်ခုနှစ်ခုလုပ်ဖို့ပြင်ဆင်နေတယ်ကျွန်တော်စီးပွားရေးလုပ်တဲ့ခါမှာလည်း အော်နည်းနည်းပြင်ဆင်ရတဲ့အပိုင်းလေးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ချက်ချင်းတန်းပြီးတော့အုံးဆိုပြီးတော့ဟိုမလုတ်မလုတ်ရဲဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခုခေတ်အချိန်ဒီခါရရောပြီးတော့ကို့မှာဆယ်စုနှစ်တခုလောက်အမှုပညာကိုပဲလုတ်ခဲ့တာဆိုတော့ဒီစီးပွားရေးဘက်ကိုဟိုပြောင်းမှုအတွက်လုတ်မှုအတွက်ကအလေးလာရလေးလာစရာလေးတွေတင်ယူစရာလေးတွေရှိသေးတယ်။အဲအဲ့အရာလေးကျွန်တော်ပြင်ဆင်နေပါတယ်။အဲ့ဒါတကယ်လို့ဟိုပြင်ဆင်နေတယ်ပြီးတော့မယ်ပေါ့နော်။အဲ့ဒါဟိုဘာဖြစ်လို့ရှိရင်လဲဒါကျွန်တော်ချပြပါမယ်ပြောပြပါမယ်ဟုတ် ကော်ဖီဆိုင်တော့မဟုတ်ပါဘူးအဓိကလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကအာဖြစ်အောင်လုပ်မယ်ဆိုတော့စိတ်တက်ယုံကြည်မှုရှိဖို့လိုတယ်ပေါ့နော်အဲ့ဒီယုံကြည်မှုအရင်ဆုံးရှိဖို့လိုတယ်အဲ့ယုံကြည်မှုရှိသွားရေဆိုလို့ရှိရင်ငါမရရအောင်လုပ်မယ်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ရှိလို့ရှိရင်ဒါ80 80ရာခိုင်နှုန်းတော့အဲ့ဒီလုပ်ငန်းကဖြစ်သွားပြီအဲ့ဒီတော့ကြောင့်မို့အဲ့လိုဆုံးဖြတ်ချက်ချပြီးရတော့ကြောင့်မို့အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အရာကိုကိုကကျွမ်းကျင်အောင်လုပ်ရမှာကျွမ်းကျင်အောင်တိမြောက်အောင်တကယ်တိပြီလားတကယ်နားလဲပြီလားတကယ်လုံနိုင်ပြီလား အာကိုမလူနေတဲ့အရာတွေကိုဖြည့်ပြီးတော့အကောင်းဆုံးအဖက်ဖက်ကနေစ조사မယ်เนาะပြီးလို့ရှိရင်ဒီလိုဒီလိုဖြစ်မလာရင်ဘယ်လိုလုပ်မလဲဆိုတော့ plan B ကိုလည်းစဉ်းစားထားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ plan A ကအဲတခုခုချွေးင်းချက်ရှိခဲ့သည်ရှိတော့ plan B ရှိရမယ်။ plan B plan C ထိလောက်တော့ဟောရှိတင်တာပေါ့เนาะ။ဟောအဲ့လိုမျိုးအဖက်ဖက်ကပြင်ဆင်ထားမယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ဘက်ကဘယ်လိုပြောရမလဲ။တေချာတလောက်ရှိတာပေါ့เนาะ။ဒါပေမဲ့ဒီဘက်ခင်မှာ risk ကတော့ရှိတာပဲ။ ့စီးပွားရေးလုပ်တယ်ဆိုရင်တော့ဒါကတော့ risk ကတော့ယူရရမယ် risk ယူရရမယ်လုံရရမယ်မလုံရရင်တော့မရဘူးလုံရရင်ရမယ်ဒါပေမဲ့လောက်တော့လုံရဲတယ်စနစ်မကျဘူးဟောစနစ်မကျဘူးဟော plan BC မရှိဘူးကိုယ့်ဘက်ကအဖက်ဖက်ကနေပြီးတော့ကြိုတင်ပြင်ဆင်ထားဖို့ဆိုလို့ရှိရင်တော့ဒါအမ်အာကိုယ့်ရည်ချင်းဖြစ်သွားပြီအဲ့တော့ဒါဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတော့အဖက်ဖက်ကနေစဉ်းစားဖို့လိုတာပေါ့နော်ဟုတ် ကျွန်တော်တို့ကပြောရမယ်ဆိုလို့ရှိရင်အနုပညာရှင်တွေက အမှုပညာလုတ်တုံးကဆိုလို့လုတ်တဲ့သူတွေကပေါ့နော်အမှုပညာကိုချစ်တဲ့စိတ်နဲ့လုတ်ကြတာချစ်တဲ့စိတ်နဲ့လုတ်တယ်ချစ်တဲ့စိတ်နဲ့လုတ်တဲ့အတွက်ကြောင့်မို့စီးပွားရေးဆိုတဲ့အမြင်ကိုမြင်တဲ့သူကရှားတယ်မရှိဘူးမဟုတ်ရှိရတယ်ဒါပေမဲ့ကျွန်တော်လည်းအမှုပညာကိုချစ်လို့လုတ်တယ်ချစ်လို့ချစ်လို့ချစ်လို့ဆိုတဲ့ဟာမျိုးရှိတယ်ဒါပေမဲ့အာ business မှာကြတော့ချစ်လို့ဆိုတာမရှိဘူးသိလားချစ်လို့ဆိုတာမရှိဘူးစီးပွားရေးမှာကြတော့ချစ်လို့လုတ်ပေးလိုက်တယ်ဆိုတာမရှိဘူးငါဒါပေးမယ်ငါဘာပြန်ရမလဲဒါပဲရှိရဲ့ ဲ့ဒီမှာသွားပြီးတော့ပြဿနာဖြစ်တာကျွန်တော်နုပညာသမားကြီးချစ်လို့လှုပ်ပေးလိုက်တယ်ဒီနုပညာကိုချစ်လို့စွန့်လို့လိုက်တယ်ချစ်လို့အနစ်နာခံပြီးလှုပ်တယ်ဆိုတာတွေရှိတယ် business နဲ့မှာကြတော့အဲ့လိုမရှိဘူးချစ်လို့အနစ်နာခံပြီးလှုပ်ပေးလိုက်တယ်ဆိုတာမရှိဘူးငါတရားကိုပေးမယ်ငါ့ကိုဘာပြန်ပေးမလဲ give and take ပေါ့နော်အဲ့ဒါပဲဟုတ်အဲ့တော့ကိုကအလူပညာမှာအာလှုပ်တဲ့အခါမှာလည်းအဲ့လိုပဲစီးပွားရေးတစ်ခုတစ်ပွဲ professional ပြောင်းပြီးတော့လုပ်နိုင်တဲ့သူတွေက အောင်မြင်ရတယ်ဗောနော်ဟိုကျွန်တော်လဲအောင်မြင်နေထဲမှာတော့မပါပါဘူးဒါပေမဲ့အဲကျွန်တော်လဲဘာလို့မအောင်မြင်ရလဲဆိုတော့အဲ့လိုမလုပ်ခဲ့လို့အဲ့လိုမလုပ်ခဲ့လို့ဟုတ်အရင်တုန်းကအာချစ်လို့လုပ်ခဲ့တဲ့တိုက်ပေါ့ဒီစေဆူးနဲ့တစ်ခုလုံးကကျွန်တော်ချစ်လို့လုပ်ခဲ့တဲ့တိုက်ပေါ့ဒါပေမဲ့ချစ်လို့တစ်ခုလည်းနဲ့မရဘူးစီးပွားရေးဆိုတာပါလာတော့မှာအဓိကကျွန်တော်တို့အာ CIA လည်းတင်ပြီးပါတယ်ကျွန်တော်ဆိုလို့ရှိရင်နုပညာလုပ်နေတဲ့သူတယောက်ကဆိုလို့ရှိရင်ဒါကလုပ်ငန်းရှင်တယောက်ပဲဒါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကဒါ ကျွန်တော်တို့ရဲ့ business ကြီးပဲဟောเนาะကျွန်တော်တို့ကကျွန်တော်တို့ရဲ့ business မှာကျွန်တော်တို့ကဒါကျွန်တော်တို့က CEO ပဲဟုတ်တယ်မလားအဲ့ဒီအဲ့ဒီဟာမှာကိုကိုရဲ့ဒီစီးပွားရေးခန္ဓာကိုယ်ကြီးနဲ့လုပ်တဲ့စီးပွားရေးခန္ဓာကိုယ်ကြီးနဲ့လုပ်တဲ့စီးပွားရေးဆိုတော့တမျိုးမထင်နဲ့เนาะဒီလားအဲ့လိုမျိုးကိုရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့နုပညာကိုဖန်တီးပြီးတော့လုပ်တဲ့စီးပွားရေးအဲ့အတွက်ကြောင့်မို့ဒါက business ဆန်ဆန်လေးတွေးတတ်ရမယ်အနုပညာသမားတယောက်ဒီ business ဆန်ဆန်တွေးတတ်မှ ပို့ပြီးတော့အောင်မြင်တယ်အမှုပညာကိုလည်းခြေရမယ် business ဆန်ဆန်လည်းတွေးတက်ရမယ်အဲ့ဒါမှအောင်မြင်မယ်အလကား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 ရိုက်နေအလကားကြီးပဲဖြစ်သွားမှာလေအဲ့တော့ကိုကဘာရမှာလဲအမှုပညာကြံပါလားအာပတ်စံကြံပါလားအမှုပညာရောပတ်စံရောကြံရင်ပိုမကောင်းလားအနုပညာရောပတ်စံရောကြည့်အောင်ဘယ်လိုလုပ်မလဲအဲဒါတွေကိုကစဉ်းစားရတော့မှာပေါ့နော်ပြီးလို့ရှိရင်အနုပညာသမားတစ်ယောက်ကအော်ဘယ်လိုပြောရမလဲဆိုတော့ကိုယ့်ရဲ့ဒါကျွန်တော်တို့ရဲ့ product လीကိုယ့် company က ကိုကျွန်တော်ခန္ဓာကိုယ်နဲ့ကျွန်တော်ရဲ့ idea နေရတာကိုယ့်ရဲ့ product ကြီးပဲအဲ့ product ကြီးကိုဘယ်လိုကောင်းအောင်လုပ်မလဲဘယ်လို promote လုပ်မလဲလူတိများအောင်ဘယ်လိုကြီးညာမလဲကိုယ့်ရည်ချင်းတွေလူများသိအောင်ဘယ်လိုကြီးညာမလဲဆိုတဲ့ဟာတွေကဒါလုပ်ဖို့လိုတယ်เนาะအာကျွန်တော်ကဟိုအခုဟာတွေကလေဟိုကြီးကြီးရယ်ပြောနေရတော့မဟုတ်ပါဘူးဒါတွေကအမှန်တရားတွေပဲဒါပေမဲ့ဟင်းမင်းအဲ့လောက်သိနေလို့ရှိရင်မင်းလုပ်ပါလားပြောလို့ရတယ်ကျွန်တော်မလုပ်ခဲ့လို့ကျွန်တော်ကျွန်တော်မလုပ်ခဲ့လို့ ဒါပေမဲ့တချို့အရာတွေကျတော့ဟိုနောက်ကျမှတည်ရတာရှိရပေါ့နော်။အကျွန်တော်ဟိုကိုဖြတ်တန်းခဲ့တဲ့အရာတွေမှာပြန်ပြီးတော့သုံးသက်တယ်ကိုယ့်ရဲ့လိုအပ်ချက်တွေကဘာတွေရှိခဲ့တာလဲ။ငါဘာတွေမတော်ခဲ့တာလဲ။ငါဘာတွေလိုအပ်ချက်ရှိခဲ့တာလဲဆိုတာအခုချိန်မှာမှပြန်ပြီးတော့သုံးသက်တဲ့အခါကျတော့ကိုယ့်မှာလိုအပ်ချက်တွေကအများကြီးပဲရှိခဲ့။အဲ့ဒီအတွက်ကြောင့်မို့လို့လေအာကျွန်တော်လူထိုက်တဲ့လောက်တည်ရ။ဒါပေမဲ့အဲဖြစ်တဲ့တလောက်မဖြစ်ဘူး။ဘာဖြစ်လို့လဲ။ကျွန်တော်ပဲလုပ်ခဲ့တာလေ။ကျွန်တော်ပဲလုပ်ခဲ့တာဘယ်သူမှလုပ်တာမဟုတ်ဘူး။ ကျွန်တော်ပဲလုပ်ခဲ့တာကျွန်တော်လိုအပ်ချက်ရှိလို့ကျွန်တော်ဒီလောက်ပဲဖြစ်တာဒါသုံးသက်လို့ရရယ်ပေါ့နော်ဟုတ်